နေတာเนาะခုတော့ဆက်မလို့သိဆက်မတ်တော်ရဲ့ခန်းလေးလေးမှာเนาะခန်းနိုင်ငံဆိုတဲ့အကြောင်းလေးကိုဒီလိုက်ကြည့်စီအောင်เนาะဟုတ်ကဲ့အဲ့တော့ခန်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ပထမဆုံးဆက်မလို့သိထားမယ်ဒေသစာမင်းဆက်အချက်တစ်ချက်ကခန်းနိုင်ငံကဆက်မလို့မြန်မာနိုင်ငံမှာရှိတဲ့เนาะတောင်ပန်းတွေနဲ့ချောင်းတွေနဲ့ဆက်နွယ်မှုရှိတယ်လို့เนาะနောက်တစ်ခုနဲ့သဘောပေါက်ပြည်တွေနဲ့ဆက်နွယ်မှုရှိတယ်ဆိုတဲ့လေးကိုသိထားရအောင် ဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့တောင်တန်းမြောင်းလေးကမြန်မာနိုင်ငံမှာရှိတဲ့တောင်တန်းမြောင်းလေးနဲ့ဆက်နွယ်မှုရှိတယ်။အဲ့ဒါအပြင်ရန်ကုန်တို့နဲ့တဘာပေါက်ပင်နေရတယ်ကျွန်တော်မြန်မာနိုင်ငံနေနဲ့ဆက်နွယ်တယ်နော်။ဒါကတင်ရစာမိတ်ဆက်နေနဲ့ပြီးထားရမယ်အချက်ပေါ့နော်။အဲ့တော့ပထမဆုံးကောင်းစဉ်တင်ရနေအခြေအနေပေါ့နော်။ ဲ့တော့သူ့ဒီနေရာကိုအတိအကျပြောမယ်ဆိုရင်မြောက်လက်တီကျူ6ဒီဂရီကနေ27ဒီဂရီကျားမှရှိပြီးတော့အရှိတော်တီကျူ100ဒီဂရီကနေ105ဒီဂရီကျားရဲ့ပေါ့နော်ဒီရှိတယ်နော် area ကတော့5သိန်းကျော်ကျယ်ဝန်းတယ်ပေါ့နော်စတူဒီယံကီလိုမီတာ5သိန်းကျော်ကျယ်ဝန်းတယ်ဒါနော်အဲ့တော့တိုင်းနိုင်ငံရဲ့ဒီနေရာရဲ့ area ပြီးတော့ဒီလိုလေးကြည့်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေကြည့်ကြည့်ရအောင်နော်အဲ့တော့ဖန်နေတဲ့ဒီပေါ့အဲ့တော့နော်သူ့ရဲ့မြောက်ဘက်ပေါ့နော် ်မြောက်ဖက်နဲ့အရှေ့မြောက်ဘက်မှာဆိုရင်လောင်နိုင်ငံရှိတယ်နော်ပြီးတော့ကကြတော့နောက်မြောက်ဖက်မှာဆိုရင်မြန်မာနိုင်ငံရှိတော့နော်မြန်မာနိုင်ငံရှိမယ်ပြီးတော့ကကြတော့ဖြစ်ရှိမလဲဆိုတော့ဒီမှာကပ်လီပင်နဲ့ရှိနော်ကပ်လီပင်နဲ့ရှိနေထန်းတယ်လို့ရှိတယ်ပြီးတော့ဒီဘက်မှာဆိုရင်အရှေ့ဘက်ပေါ့နော်အရှေ့တောင်ဘက်မှာဆိုရင်နိုင်ငံရှိတော့ကမ္ဘောဒီးယားနိုင်ငံရှိတော့တယ်နော်အဲ့တော့လောင်နိုင်ငံမြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံ နဲ့ထိဆက်နေတယ်။ထိုင်းပင်လယ်ကွေးနဲ့ရှိနေပြီးတော့ကပ်ပလီပင်လယ်နဲ့ထိဆက်နေတယ်။နော်။အဲ့တော့ဒါတော့ထိုင်းနိုင်ငံရဲ့နေပုံကြည့်ပြီးတော့အင်ဂျင်နိုင်ငံကြည့်ရအောင်နော်။ဟုတ်ပြီ။နောက်ထပ်ကောင်းစဉ်တစ်ခုကနိမ့်နှံတူကြီး။အဲ့တော့နိမ့်နှံတူကြီးကိုစပရေးစစ်မှန်ရတယ်ဖြစ်တယ်။ထိုင်းနိုင်ငံရဲ့နိမ့်နှံတူကြီးကိုဒီဘန်ပိုင်းထားတယ်။နော်။တော့နံပါတ်၁ကမြောက်ဖက်ပုံမြင့်ဒေသ။နော်။နံပါတ်၂က forest ပုံမြင့်ဒေသ။ နံပါတ်3အနေပိုင်းပြင်ချင်ဒေတာနဲ့နံပါတ်4ကျိုးဆက်ပိုင်းဒေတာဆိုပြီးတော့ကျမတို့၄ဘိုင်းပိုင်းထားတယ်เนาะအဲ့တော့ grace မှာလည်းတင်ခဲ့ပြီးတာเนาะအဲ့တော့၄ဘိုင်းလိုပဲထည့်ပေးထားတယ်เนาะဟုတ်ပြီနောက်ထပ်ပေါင်းစဉ်ကရေးစင်အဲ့တော့ဒီချားနေတဲ့ပတ်သက်ပြီးဒီလိုက်မယ်ဆိုတော့ထိုင်းနိုင်ငံရဲ့ဒီတက်နီကကြောက်ပြားနေဖြစ်တယ်နော်ပြီးတော့ပါဆက်နစ်ပေါ့နော်အဲပါဆက်နစ်ကယုဒိယမြို့အနီးမှာကြောက်ပြားနေတွင်ကိုစီးမံသွားတယ်ဆိုတာလေးမှတ်ရမယ် ံเนาะနောက်တစ်ခုနောက်မျိုးတစ်ခုကမဲခေါင်းမြစ်เนาะအဲ့တော့မဲခေါင်းမြစ်ကတော့ထိုင်းနိုင်ငံနဲ့လာအောင်နိုင်ငံရဲ့နယ်နိမိတ်ဖြစ်အခြေစီးဆင်းနေတဲ့မြစ်ပေါ့เนาะအဲ့တော့အဓိကမြစ်ကစောက်ပြားမြစ်ဒုတိယကပါဆယ်မြစ်ပါဆယ်မြစ်ကအယုဒ္ဓယာမြို့အနီးမှာစောက်ပြားမြစ်တွေကိုစီဝင်နေနောက်ဆုံးမဲခေါင်းမြစ်မဲခေါင်းကတော့နော်ထိုင်းနဲ့လာအောင်ရဲ့နယ်နိမိတ်ဖြစ်အခြေစီးဆင်းနေတဲ့မြစ်တွေကိုဖြစ်တယ်ကဲနော်အဲ့တော့ဒီမုံလေးကိုကြည့်ကြည့်မယ်နော်အဲ့တော့မျက်နှာတွင်မြင်ကြည့်မယ်ဆိုရင်မြောက်ဘက်မှာရှိတဲ့ ငါကမရှိရဲ့ကိုရက်ကောင်းမြေဒေတာရှိငါကမရှိရဲ့ကောင်းမြေဒေတာရှိနော်ဒီတော့ကိုရက်ကောင်းမြေဒေတာရှိမယ်အလဲပိုင်းမြေဒေရှိမယ်ကျိုးဆွဲပိုင်းရှိမယ်ဒီကုနော်ဒီမျက်နှာတင်နေလို့ပြီးတော့မြေကိုကြည့်မယ်ပေါ့နော်မြေကိုကြည့်မယ်ဆိုရင်အဓိကမြေကဒီမှာကြောက်ပြားနေနော်နော်ကြောက်ပြားနေရှိမယ်ပြီးတော့ခါကြတော့ပါဆန်နေရှိနော်အဲ့ပါဆန်နေကနော်ယုတ်တရားမျိုးအနိမ့်မဲ့တဲ့ကိုစီဝင်လာလဲဆိုတော့ကြောက်ပြားနေတဲ့ကိုစီဝင်တယ် ်ပြီးတော့ဒီမှာဒီမက်ခေါင်တွေဒီမျိုးပေါ့နော်ဒီတောက်ရှောက်ပေါ့နော်အဲ့တော့ဒီမက်ခေါင်တွေကဒီဘက်လောင်နိုင်ငံနဲ့ထိုင်းနိုင်ငံရဲ့နယ်မြေဖြစ်စီစစ်နေတဲ့မြစ်တစ်ခုဖြစ်တယ်။ယာနော်နောက်ကောင်းစေယန်တီလူပေါ့နော်အဲ့တော့ခြုံပြီးပြောမယ်ဆိုရင်တော့ထိုင်းနိုင်ငံရဲ့ယန်တီလူကအပူပိုင်းမုတ်တုံယန်တီလူမျိုးဖြစ်ပါမယ်နော်ပူပိုင်းမုတ်တုံယန်တီလူနော်အဲ့မှာမှထပ်ပြီးတော့ခွဲပြီးပြောမယ်ဆိုရင် နော်မေလနဲ့အောက်တိုဘာလကအပူဆုံးနော်အပူဆုံးမာရီဖြစ်တယ်ဒါပေမဲ့အဲ့ဒီလတွေမှာနောက်တာမုတ်တုံတွေတိုက်ခတ်တဲ့အတွက်ကြောင့်မို့လို့နော်မူရတုံနဲ့အဲ့တော့မူရတုံကြောင့်ဆူဆွဆူဆွလေးရှိတယ်ပြီးတော့နောက်တစ်ခုကအော်တိုဘာကနေမက်စလာကတော့အင်းမြပြီး၆တွေးလေးရတည်လို့ဖြစ်တယ်နော်အဲ့ဒီကာလမှာအရှင်မြတ်ဘုတော်ကြီးတိုက်ခတ်တယ်နော်အဲ့တော့တစ်ခုမှန်နော်မိကားကနေအော်တိုဘာလကအပူဆုံး နော်နောက်မှဟုတ်တော့လေတိုက်တဲ့အတွက်ကြောင့်မိုးရပြီးတော့ဆူဆူတယ်နောက်တစ်ခုအောက်တိုဘာကနေမတ်လကအေးမြ6တွေ့တယ်နော်ခြေမြမဟုတ်တော့လေတိုက်တဲ့အချိန်ပေါ့နော်နောက်ဆုံးကမတ်လနဲ့နေလာနော်မတ်နဲ့နေအဲ့တော့အဲ့မတ်ကနေနေမှာတော့သူတို့နိုင်တယ်အချောက်တွေ့ဆုံးကာလဖြစ်ပါလေညမနော်ပြီးတော့နောက်ထပ်ကောင်းစီရင်ဒီမှာပေါက်ပင်နေညစီပြောဆိုတာလေးကြည့်ကြအောင်เนาะအဲ့တော့ဒီမှာပေါက်ပင်နေမှာဆိုရင်တွန်းနိုင်ငံမှာပေါက်တဲ့တောတွေကြာနေလိုက်ရမှာပေါ့เนาะ တော့နိုင်ငံရဲ့ညပိုင်းမှာเนาะညပိုင်းနဲ့အရှိညပိုင်းမှာပြည့်ပြတ်တော်တွေပေါင်းနေရှိတယ်เนาะပြည့်ပြတ်တော်တွေတွေ့ရတယ်ပေါ့เนาะနိုင်ငံရဲ့ကောင်ပိုင်းမှာတော့အခုပိုင်းမြေစင်းတော်တွေတွေ့ရပြီးတော့เนาะကိုင်းရဲဒေသမှာတော့ SMD တော်တွေတွေ့ရပါတယ်ပြန်เนาะအဲ့တော့ညပိုင်းနဲ့အရှိညပိုင်းမှာပြည့်ပြတ်တော်နော်တောင်ပိုင်းမှာအပူပိုင်းနဲ့စိတ်တော်ကဲရွန်းဒီသားမှာရောဒီရတော်တွေကိုတွေ့ရပါတယ်။ညမနော်။နောက်တစ်ခုတွင်ပြေပါ ။ဗေမင်းပိုင်းမှာတော့တဲ့နှုံးဆက်နေနေစီလာတွေကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့နှုံးဆက်နေနေစီလာဖြစ်တဲ့တောင်ပြောစာကောင်းတာပေါ့။ညာမနော်။နောက်တစ်ခုနောက်ဆုံးကုန်းင်းနဲ့တာမန်ဒေတာနော်။ကုန်းင်းနဲ့တာမန်ဒေတာမှာဆိုရင်ညာတော့အဖြစ်ကုန်းင်းနေမှာဆိုဆင်မဘာနေစီလာတွေ့ရတယ်။ကုန်းဆက်နေတွေ့ရတယ်နော်။ကုန်းင်းနဲ့ကုန်းဆက်နေနေတွေ့ရတယ်။ညာမနော်။အော်ဒီနောက်တဲ့လူဦးရေနဲ့လူမျိုးများကိုကြည့်ရအောင်နော်။အဲတော့2019ဆယ်ရင်းနေရထိုင်းနိုင်ငံရဲ့လူဦးရေက69%ရှိပါတယ်။ နော်အဲ့တော့လူမျိုးနေနဲ့ပြောမယ်ဆိုရင်တော့ထိုင်းလူမျိုးကအများစုဖြစ်ပြီးတော့နော်တရုတ်မလေးနော်ပြီးတော့ခါကြတော့လာအိုခမာ PNN လူမျိုးတွေကိုလည်းတွေ့ရလေရှိပါတယ်နော်နောက်တစ်ခုပိုးကွယ်မှုပေါ့နော်ပိုးကွယ်မှုကတော့ဗုဒ္ဓဘာသာနော်လူကြီးရဲ့95%ကလောက်ကဗုဒ္ဓဘာသာပိုးကွယ်ကြတယ်ပြန်နော်တခြားဘာသာပုံွက်လာရည်လည်းရှိတယ်နော်အစ္စလမ်ခရစ်ယာန်နဲ့တခြားဘာသာပုံွက်လာရည် တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ကိုစောင့်မရခိုင်ကတော့ဗုဒ္ဓဘာသာကိုကိုးပွဲကြတယ်ပေါ့နော်ပြီးတော့ဗန်ကောက်မြို့ရဲ့လူတွေကိုကြည့်မယ်ဆိုရင်၁၄တန်းတော့ရှိတယ်နော်အဲ့တော့ဘန်ကောက်မြို့မှာနေထိုင်တဲ့လူကြီးက2019စီးရင်းနေရ14တန်းလောက်ရှိတယ်။ရမယ်နော်။နောက်ကောင်းစင်ကစိုက်ပျိုးရေးနော်။အဲ့တော့ရှင်းလာအောင်ဆက်နိုင်တဲ့တစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံကလည်းစိုက်ပျိုးရေးကသူ့နိုင်ငံရဲ့အဓိကစီးပွားရေး တစ်ခုဖြစ်ပါတယ်เนาะအဲ့တော့ဟောကိုဒီက site လေးဆိုအဆန်ဆန်ပါเนาะအဲ့တော့ client ဆက်အနေနဲ့ကြည့်ရပြီเนาะအဲ့တော့ဆန်ဆန်ပါကိုသူတို့ကဒီက site တယ်အဲ့တော့သူတို့ဆန်ဆန်ပါကရရဘူးလို့ကြာเนาะနိုင်ငံခြားဝင်တွေအများဆုံးရတာဖြစ်တယ်နော်ဆန်ဆန်ပါကနေပြီးအဲ့တော့သူဆန်ဆန်ပါကိုစိုက်တဲ့အခါမှာနော်ခင်မီနီပညာရှင်နဲ့စိုက်ကြည့်ရအောင်နော်စိုက်ကြည့်တာကဘာလို့လဲဆိုတော့တင်ဖို့ရောင်းဆိုင်ရတော့ခင်မီနီပညာရှင်နဲ့စိုက်ကြည့်ရနော်ပြီးတော့ချက်ချက်စိုက်ကြည့်ရလုပ်ငန်းတွေလည်းရှိတယ် ်သူအောင်းနဲ့ဆိုင်တယ်နဲ့အားကုန်ဆိုင်တာဆိုပြီးတော့ခုရှိရတယ်နော်အဲ့တော့အောင်းနဲ့ဆိုင်ပြီးတော့လည်းရှိတယ်လို့နိုင်ငံခြားကိုတွင်ပို့ရောင်းချဖို့အတွက်အားကုန်ဆိုင်ပြီးဒီစနစ်တွေလည်းရှိတယ်အဲ့ဒါအပြင်ခြံကျဲဆိုင်ပြီးလုပ်ငန်းတွေလည်းရှိတယ်နော်ဒါကအဓိကဆိုင်တဲ့တည်နံပေါ့နော်အဲ့တော့ဒုတိယတည်နံကတော့ rubber ဖြစ်ပါတယ် rubber ကသူတို့နိုင်ငံရဲ့ဒုတိယအရေးကြီးဆုံးတည်နံတစ်ခုဖြစ်တယ်နော်ကစားဆိုင်ပြောတဲ့တည်နံကတော့ကြယ်နဲ့ပဲညွှန်းရဲ့ကိုဆိုင်ပြီးကြတယ်နော် ဲ့တော့ CRG site ကဒေတာတွေလည်းရှိတယ်เนาะ CRG ကိုဘယ်မှာ site လဲလို့မေးရင်ဇင်မဲ့လွင်ပြင်အရှင်မြတ်ဒေတာတွေမှာ site တွေရှိပါတယ်เนาะရှင်မြတ်ဒေတာဇင်မဲ့လွင်ပြင်မှာ CRG ကို site เนาะနောက်ဆုံးကျိုးဆွေပိုင်းเนาะကျိုးဆွေပိုင်းမှာတော့ home site တွေကိုလုပ်ပိုင်း နောက်ဆုံးအနောက်နောက်ဒေတာအနောက်နောက်ဒေတာမှာတော့ fifty pin လေး site လေးရှိပါတယ်နော် site ပြောရေးချိန်ကလည်းဆိုသူ site တာများတယ်ပေါ့နော်ဒီက site တာက September ဒုတိယအများဆုံး site တာက Rama နော်တခြား site တွေတင်းနိုင်တာကြယ်ရေဘယ်မျိုးမျိုးလေးနော်ပြီးတော့ CSG site ဒေတာက Zimmer နဲ့ပြန်မှာ site တယ်နော်ကျိုးဆွဲပိုင်းမှာတော့ Oppo site တို့ပြီးတော့နိုင်ငံရဲ့အနောက်နောက်ဒေတာမှာတော့ fifty pin လေးကို site တို့လေးရှိပါတယ်ညာမင်းနော် နောက်တစ်ခေါက်စင်ကမွညူရီတော်မယ်နော်အဲ့တော့ညာသားဖြင့်သူတို့ကမွညူရီကိုဘယ်မှာလုပ်လဲလို့မေးရင်ကိုရက်ကွန်ပျူတာမှာမွညူရီတောက်ကိုင်းတယ်နော်ပြီးတော့ဘန်ကောက်နိုင်ငံနောက်ပိုင်းမှာဆိုရင်တဲ့သူတို့ကဝက်လူစားမောင်းချက်ဘဲတွေကိုဖြစ်မိမိတွေနဲ့မွညူကြရဲ့နော်ဘယ်မှာမွေးရလဲဘန်ကောက်ဝင်ရင်အနောက်ပိုင်းမှာနော်ဝက်လူစားမောင်းချက်ဘဲနော်အဲ့ဒီအကောင့်တွေကိုဖြစ်မိမိပညာတွေနဲ့မွညူကြရဲ့ နော်ကြီးရက်တွေကမှာရောတဲ့စေဘုံမျိုးတွေတဲ့ဘာဖြစ်လို့လဲဆိုတော့ခီးသွားလုပ်ငန်းမှာအသုံးပြုတယ်နော်ခိုင်နိုင်ငံကနိုင်ငံသားဒါခီးသွားအားလာရတဲ့နိုင်ငံတစ်ခုလေနော်အဲ့တော့သူကကြီးရက်တွေတက်မှာစင်နေဝင်ယူတယ်ဘာဖြစ်လို့လဲခီးသွားလုပ်ငန်းတွေမှာအသုံးပြုလို့ရအောင်လို့နော်နောက်ထပ်တစ်ခုရှိတယ်မှန်ရမှာကနော်မိသားစုတွေပေါ့နော်အဲ့တော့မိသားစုတွေကလည်းသူတို့နိုင်ငံရဲ့ဝင်ငွေကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာလေးကိုပါတွဲပြီးတော့မှတ်ထားရမယ်နော် ိုတဲ့နှစ်ခုရှိမှာပေါ့နော်ရေချုံ၅ခန်းနဲ့တင်တယ်၅ခန်းလောက်မျိုးပေါ့နော်အဲ့တော့ပထမဦးဆုံးရေချုံ၅ခန်းလုပ်ငန်းလုပ်ကြတဲ့နေရာလေးတွေကိုပြင်ဆင်ကြည့်မယ်နော်အဲ့တော့ရေချုံ၅ခန်းလုပ်ငန်းကိုသူတို့နိုင်ငံရဲ့အလဲပိုင်းအရှိမြောက်ဒေသတွေမှာနိုင်ငံအလဲပိုင်းရဲ့အရှိမြောက်ဒေသတွေမှာလုပ်ကြတယ်အဲ့ဒါအပြင်မဲနန်ကျောက်ပြားမြဝမ်းမှာရှိတဲ့မြချောင်းလေး site ကြီးနေမှာစပားနဲ့ပူတွဲလုပ်ကြနေဆိုတာလေးမှတ်ရမယ်နော်စပားနဲ့ site ကဝင်းမြူလေးငါးဝင်းမြူလေးလည်းလုပ်တယ်နော်အဲ့တော့ငါးခန်းလုပ်ငန်းဒီချုံငါးခန်းလုပ်ငန်းမှာ ့နော်နိုင်ငံအလဲပိုင်းရှင်းမြောက်ဒေတာမှလုတ်တိုက်တယ်လို့နော်မဲနံကြောင့်ပြန်မြောက်မှာမှရှိတယ်မြောင်းနေဆိုင်ကင်းနေမှာလည်းစဘာဆိုင်တာနဲ့ပူရွက်ပြီးလုတ်ကင်နေဆိုတာလေးကိုမှတ်ပြရအောင်နော်နောက်တစ်ခုကတော့ရေငန်ပေါ့နော်ပြင်းနေငါဖက်လုံးနော်ပေါ့နော်အဲ့တော့သူကကိုင်းမဲရှည်ပြရတယ်လေနော်အဲ့တော့ကိုင်းမဲရှည်ပြရတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံတွေကပြင်းနေငါဖက်လုံးနဲ့ကအရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်နော်ဒါမှလုတ်ကင်နေဆိုတော့သူတို့နိုင်ငံရဲ့ကျိုးဆွဲပါနော်ပြီးတော့နောက်ဖက်ကဲတီမှရှိတဲ့အိန္ဒိယတမုတ်တီ အဲ့မှာငါးဖက်လုပ်ငန်းလေးကိုလုပ်ကမ်းကြတယ်။ဒါမျိုးနော်။အဲ့တော့ပင်လယ်ငါးဖက်စစ်ကန်းနေရှိတယ်သူတို့နော်။ငါးဖက်လုပ်ငန်းကအရေးကြီးတဲ့ကြောင့်စစ်ကန်းနေနော်။နာမည်ကြီးတဲ့စစ်ကန်းတွေကရနောင်၊ချုံအောင်၊စမတ်ပေါ်နဲ့ချန်တာပူလီနော်။အဲ့စစ်ကန်းတွေကပင်လယ်ငါးဖက်လုပ်ငန်းအတွက်အရေးပါတဲ့မျိုးတွေပေါ့နော်စစ်ကန်းတွေ။အဓိကပို့တာကတော့နော်ကလာတူးငန်းတဲ့ပစုံကိုအဓိကတင်ဖို့အတွက်နိုင်ငံနော်။လာဒူငါနဲ့ပစုံကိုအဓိကတင်ဖို့ရယ်။ နော်အဲ့တော့အဲ့မှာနောက်ဖက်လုပ်ငန်းမှာဆယ်မလုံးမှတ်ရမှာကပြင်ငါဖက်လုပ်ငန်းကနိုင်ငံခြားဘက်ကအဓိကရရှိတဲ့စီးပွားရေးလုပ်ငန်းဆိုတာလေးကိုမှတ်ရမယ်နော်ပြင်ငါဖက်လုပ်ငန်းဒီနိုင်ငံခြားဘက်ကအဓိကရရှိစေသောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်ဆိုတာလေးကိုဆယ်မလုံးတွဲပြီးတော့မှတ်ပေးရမယ်ဟဲ့မလို့နောက်ထပ်ကောင်းစက်တစ်ခုကသစ်ထုတ်လုပ်ငန်းနော်အဲ့တော့သစ်ထုတ်လုပ်ငန်းကိုကြည့်မယ်ဆိုရင်တို့နိုင်ငံရဲ့မြောက်ပိုင်းမှာရွက်ပြတ်တော်တွေရှိတယ်နော်အဲ့ဒါလေးကိုရေစုံမှတ်မယ် သူတို့အလောင်းတထုတ်လုပ်ငန်းမှာသူတို့အဓိကထုတ်လုပ်တဲ့တစ်ကတော့ဂျွန်းတစ်ပေါ့နော်ဆယ်မောင်းနိုင်ငံလိုပဲဂျွန်းတစ်နော်အဓိကထုတ်လုပ်တယ်အဲ့ဒါအကျဉ်းကနေတခြားတစ်မှာသင်မီးသွင်းနေရှားစီချိတ်ဆိုတဲ့တတော်ထပ်ပစ္စည်းတွေလည်းထုတ်တယ်နော်တထုတ်လုပ်ငန်းမှာအဲ့တော့သူ့မှာထူးခြားချက်ရှိတယ်တထုတ်လုပ်တဲ့သူကအင်ဂျင်နိုင်ငံတွေကနေပြီးတော့တစ်ကုန်ကြမ်းတွေကိုတင်သွင်းနေနော်တင်သွင်းပြီးတော့ပုံကျောပေါ့နော်ပုံကျောထုတ်လုပ်ပြီးတော့ကမ္ဘာစီးကွက်ကိုတင်ဖို့ရောင်းချတဲ့ရှိတယ် တော့သူမျိုးဆက်ဆက်နေတဲ့အင်ဂျင်နိုင်ငံတွေကပုံကျဲတွေကိုသူတို့နိုင်ငံတွေကိုတွင်းနေနိုင်ငံတွေမှာကုန်ကျော်အဖြစ်ပြောင်းပြီးတော့ကမ္ဘာစီးကွက်တွေကိုရောင်းချနေတယ်ဆိုတာလေးကိုကျွန်တော်တို့မှတ်ပေးရအောင်နော်နော်ဒါကခုတွင်းထွက်ပေါ့နော်အဲ့တော့ခိုင်းနေတဲ့အဓိကတွင်းထွက်ကတဲ့ခဲမဲ့ခြင်းနဲ့တဘာဝကံကြီးတဲ့နော်အဲ့ဒါအိမ်ကူအဓိကထွက်တာပေါ့နော်တခြားတွင်းထွက်အရင်းနှစ်တွေကတော့ရှားပါတယ်ပေါ့နော် ကမ္ဘာပြည်နဲ့မြန်မာတို့ကအဓိကထောက်တာဖြစ်ပြီးတော့တခြားတွင်းထက်အရင်းမြစ်တွေနေနေကတော့ရှားပါပါတယ်เนาะအဲ့တော့ကမ္ဘာပြည်နဲ့အခြားပြည်နဲ့ပေါ့เนาะအဲ့တော့အဲ့ဒါတွေကိုဘယ်မှာတွေ့ရလဲဆိုရင်နိုင်ငံရဲ့မြောက်ဖက်အနောက်ဖက်ကျိုးဆက်ဘက်မှာရှိတဲ့တောင်တန်းတွေမှာတွေ့ရတယ်နော်နိုင်ငံရဲ့မြောက်ဖက်နောက်ဖက်ကျိုးဆက်ပိုင်းမှာရှိတဲ့တောင်တန်းတွေမှာခဲမပြူအပြိုင်နဲ့ကိုတွေ့ရပါတယ် ရမယ်နော်။တခြားတွင်းထွက်နေလဲဆိုရင်တော့တန်ရိုင်း၊အဖြိုင်းရံ၊မက်ဂနီ၊ခနာစိန်၊ဖရီ၊ဂျီနီ၊ခဲဆိုတဲ့တွင်းထွက်တွေတော့ထွက်တယ်။ဒါပေမဲ့ရှားပါရယ်ပေါ့နော်။အဓိကထွက်တာကတော့ခဲမဲ့ဖြူရဲ့သဘာဝဓာတ်ငွေရဲ့ဖက်တာဖြစ်တယ်နော်။ဂျီနံပေါ့နော်။ဒီကတော့တော့ဂျီနံသဘာဝဓာတ်ငွေ။အဲ့တော့ဂျီနံကိုဗမာသူတို့ဒုဖို့လဲလို့ပြောရင်သူတို့နိုင်ငံအများပိုင်းနဲ့အဲ့လေပိုင်းပဲဖြစ်။တောင်ပိုင်းနဲ့ဖြစ်နော်။ ပြီးတော့ correct community ထိုင်းပြည်နယ်ကွေးနဲ့အမှန်ပြည်နယ်ကပ်ပြည်နယ်တို့လို့ခေါ်ပါတော့เนาะအဲ့ဒီဒေတာတွေမှာရေနံကိုတွူပေါ်တယ်ပေါ့เนาะနိုင်ငံညပိုင်းနဲ့အလယ်ပိုင်းတွင်ပြင်เนาะတောင်ပိုင်းတွင်ပြင် correct community ထိုင်းပြည်နယ်ကွေးရဲ့အမှန်ပြည်နယ်ကပ်ပြည်နယ်ပေါ့เนาะကပ်ပြည်နယ်လို့ခေါ်ရဲအမှန်ပြည်နယ်မှာရေနံကိုအဓိကတွူပေါ်တယ်ရမ်းနော်အဲ့တော့ခိုင်းပင်နယ်ကွေးမှာရှိတဲ့တန်းလူကြီးဒိမန်နေပြီးတော့ဒီမှာတော့တောင်ွေအမြောင်များတူဖို့ရရှိတယ်ဆိုတာလေးကိုတွေ့ပြီးတော့မှတ်ပြရအောင်နော် တော့ထိုင်းပြည်နယ်ကမှရှိတဲ့ကံမှုလေးတိုင်ကနေပြီးတော့မှတ်ထွက်တယ်။တဘာအတံဝေးအများများဒီပေါ်ရရှိတယ်။အဲ့တော့စီပွားရေးပြပုံမျိုးကိုတစ်ချက်ကြည့်အောင်နော်။အဲ့တော့စီပွားရေးပြပုံမှာဆိုရင်သူ့မိဘုံထဲမှာပါတယ်နော်။အစိမ်းအောင်ထည့်ထားတာလေးတွေကစိုက်တူမျိုးပေါ့နော်။ပြီးတော့ဒီရောင်မှုလေးတွေကတခြားတစ်တုံး rubber site တာလေးပြရမယ်ကျွန်းနော်။ပြီးတော့သူထွက်တဲ့နော်။တန်မှု တန်ချူလို့နော်တခြားထွက်တဲ့နော်အဖြိုင်နဲ့တို့အဲ့ဒါလေးလေးပြန်ထားတာရှိဖို့နော်အယောင်လေးတွေခွဲပြီးတော့ပြန်ထားတယ်နော်အဲ့တော့ကြည့်အောင်အစိမ်းအောင်ကစိုက်တွင်းနေနော်စိုက်တွင်းကြီးတွေကနိုင်ငံနော်အများကြီးပဲနိုင်ငံတော်ဝန်လုံးမှာစိုက်တွင်းတယ်ပေါ့ဆိုစိုက်တွင်းကြီးကိုအဓိကထုတ်ကြတယ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လို့နော်အဓိကထုတ်တာကတော့ဘာကိုထုတ်ကြလဲဆိုတော့ SN လို့ခေါ်တဲ့ climate tube ကိုထုတ်တာနော်တော့ဒီမှာကြည့်အောင်နော် climate tube ထွက်တဲ့ data တွေကဒီမှာ SN ုပ်ယူဖတ်သေးရင်းရတယ်ပေါ့နော်ဟုတ်နော်တော့ဘာ follow တိုင်းလည်းရှိတယ်ပေါ့နော်ဘာမှလည်း join follow တိုင်းတော့ join ကြည့်အောင်နော်ဒီနိုင်ငံရဲ့ဒီ website မှာဆိုရင် join နေနိုင်ထွက်တာပေါ့နော် join follow တဲ့ကြံနော်အခါခန်းနေရဲ့စီပွားရေးကြားတယ်ဒီနော်နောက်ပေါင်းစင်ကဆက်မှုလုပ်ငန်းနော်အဲ့တော့ခိုင်းနိုင်ငံရဲ့ဆက်မှုလုပ်ငန်းကပုဂံကိုအခြေပြုတဲ့လုပ်ငန်းတစ်ခုဖြစ်ပါရဲ့เนาะသူတို့နိုင်ငံကနေ တခြားနိုင်ငံကိုပို့ပုံကိုခြေပြုတဲ့စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်เนาะအဲ့တော့စမှုကဏ္ဍမှာဆိုရင်တဲ့ပြည်တွင်းထုတ်လုပ်မှုရဲ့เนาะ၃ပုံတစ်ပုံကစမှုကဏ္ဍကနေရရှိတာเนาะအဲ့တော့အဓိကလုပ်ငန်းတွေကိုပြောမှဆိုတော့အများကြီးပဲလုပ်ငန်းတွေစမှုလုပ်ရအောင်เนาะပထမဆုံးမော်တော်ကားစက်နေစက်ကရီယာလုပ်ငန်းတွေရှိမယ်เนาะအကြီးစားစမှုလုပ်ငန်းတွေရှိမယ်เนาะ စီဝါနဲ့ဓာတ်ဝေဒလုပ်ငန်းတွေရှိမယ်လူသုံးဖို့အိမ်သုံးဖို့ပစ္စည်းတွေရှိမယ်နော်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရှိမယ်ဒီနဲ့နဲ့ဓာတ်လုပ်ငန်းရှိမယ်နော်ကြည့်ရအောင်နောက်ထပ်ဆက်ကြည့်နော်ပလတ်စတစ်လုပ်ငန်းဖိုင်ဘိုတီနဲ့ပြုတ်ကလေးလုပ်ငန်း ဒီလက်နေခြေတယ်နဲ့အထည်ဆုံးလုပ်ငန်းစာတောက်ပုံလုပ်ငန်းဆိုပြီးတော့လုပ်ငန်းတွေကအများကြီးပဲ။ဘာလို့လဲဆိုတော့သူတို့ကကိုယ့်ပုံကိုအခြေပြုတယ်လို့ပြောရတယ်။အဲ့တော့သူတို့နိုင်ငံမှာထုတ်တာတွေကအများကြီးပဲ။နော်နိုင်ငံထွက်သမျှအားလုံးကိုနိုင်ငံသားကိုပို့တယ်ကိုယ့်ပုံအခြေပြုတယ်စီးပွားရေးလုပ်ငန်းနော်ဖြစ်တယ်။အဲ့ဒါအပြင်နော်ခြေချောင်းလုပ်ငန်းကလည်းလူငွေအများဆုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာဒီလည်းမှတ်ပြရအောင်နော်။နိုင်ငံသားတွေခြေချောင်းတွေသူတို့အများကြီးဆွဲဆောင်နိုင်တယ်လေအဲ့နိုင်ငံကနော်။အဲ့တော့ခြေချောင်းလုပ်ငန်းကလည်းလူငွေအများဆုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ နော်အဲ့တော့ခန်းဆိုရင်တော့လည်းထင်ရှားတယ်ဖူခတ်ကျောင်းမှာနော်အဲ့တော့ဖူခတ်ကျောင်းကတူနိုင်ငံရဲ့ထင်ရှားဆုံးဘန်ကီဆိုတဲ့ကျောင်းဖြစ်တယ်နော်အဲ့တော့အရှိတောင်အချက်မှာဆိုရင်နော်ထိုင်းစာစာနော်ချီးမြှောက်ခံတော်မြန်ကနော်စပယ်နဲ့ဘန်ကီကျောင်းကိုနော်ဖူခတ်ပြီးပေါ့နော်ပြီးတော့အဲ့ခါလေးကကမ္ဘာလက်ကြီးသွားတွေကိုဆွဲဆောင်နေတဲ့နိုင်ငံတကာ ြစ်တယ်နော်သူတို့အစားအစာဆိုတဲ့ဘာကိုဖိုးမှန်နိုင်တယ်ပေါ့နော်အစားအစာဒီသူတို့ရဲ့ကြည်ကြည်မှုနော်မျိုးရခန်းကြောင်းရဲ့အကာရီနော်ဒီပုခတ်လိုမျိုးထိခြားတဲ့အပိုင်းခြေကျွန်းတွေရှိတဲ့အတွက်ကြောင့်မလို့ကဘာရက်ကြီးသွားတဲ့ကိုဆွဲဆောင်နိုင်တဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်အဲ့တော့နောက်ထပ်ခေါင်းစဉ်တစ်ခုဆက်ကြည့်အောင်နော်။နောက်ခေါင်းစဉ်ကပို့ဆောင်ဆက်သွယ်ရေးနော်။အဲ့တော့သူက total နိုင်ငံဆိုတော့နော် နံပါတ်ဆက်သွယ်ရေးရတယ်ကောင်းတယ်နော်အဲ့တော့အဓိကနံပါတ်ဆက်သွယ်ရေးလေးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီရကလန်ကလန်ဒီကြောင်းလန်ဒီကြောင်းလန်နော်ပုံလို့ရှိတယ်နော်အဲ့တော့ဒီလန်ကဘယ်ကိုဘုံကိုပြုတ်လာလဲဆိုတော့ဘန်ကောင်းမျိုးကိုအေရီယာကိုအဟိုပြုတ်လာနော်ဘန်ကောင်းမျိုးအေရီယာကိုပြုတ်ပြီးတော့ဖောက်ထားတယ်ဒီရကလန်ကလန်ဒီကြောင်းလန်ဒီကြောင်းလန်နေရှိတယ်ဟုတ်နော်အဲ့တော့မော်တော်ကားနဲ့အခြေကိုပေါင်းမယ်ဆိုရင်ကီလိုမီတာ3000လောက်ရှိတယ်နော်အဲ့တော့ဆက်ကွန်စီနေရဆိုရင်မော်တော်ကားနဲ့အခြေကဆွတ်ဆွတ်တော့ကီလိုမီတာ3000လောက်ရှိတယ် ်အဲမြေဌာနအရှိကိုကောင်းမယ်ဆိုရင် မြေဌာနက၄တောင်တော့ရှိတယ်နော်နှစ်ဖက်ဆက်ကုန်စီးရနေရနော်အဲ့တော့ပုံမှန်ပြောခဲ့တယ်လို့နော်ဒီရန်ဒီအလုံးကဘန်ကောက်မြို့ကိုပို့ဖို့ပြုထားတာနော်အဲ့တော့မြေဌာနကိုကြည့်မယ်ဆိုရင်ဘန်ကောက်မြို့ကမြေဌာနစုံရအချက်ချာမြို့တစ်မြို့ဖြစ်တယ်နော်အဲ့တော့နံပါတ်၁ကဘန်ကောက်ချင်းမိုင်းဆက်ထားတယ်နော်မြောက်ဖက်ပါနိုင်ငံရောက်ဖက်ချင်းမိုင်းဆက်ထားတယ်ဘန်ကောက်ချင်းမိုင်းပြထားတယ်နော်နောက်တစ်ခုကဘန်ကောက် နော်။ဒါနောက်တိုင်းနေပြီးတော့နခုံချာစီကနေတစ်စင်းနုံခိုင်ဥပုံမဆက်ထားတယ်လေ။ဒါမှမဟုတ်နခုရှိပြီးနောက်ဆက်ကြည့်မယ်နော်။သုံးကခံကောက်နော်နိုင်ငံရဲ့အရှိပိုင်ခဏမိကိုဆက်ထားတဲ့လမ်းနော်လေးကတောင်ဘက်ကျွတ်ွယ်လမ်းနော်အဲကျွတ်ွယ်ကမလေးရှားကိဖောက်ထားတဲ့လမ်းပေါ့နော်လေးကိုရှိနော်အဲ့တော့အဲ့ဒါပြည်မြေခါနဲ့နေကကမ္ဘောဒီးယားလာအိုမလေးစင်ကာပူစားတဲ့နိုင်ငံတွေနဲ့ဆက်သွယ်ပြီးတော့ဖောက်လုပ်ထားတဲ့မြေခါနဲ့နေလည်းရှိတယ် နော်ဒီစိတ်အနေနဲ့ကြည့်မယ်ဆိုရင်တော့တို့နိုင်ငံရဲ့အဓိကဒီစိတ်ကကုလသမဂ္ဂဒီစိတ်ပေါ့နော်နိုင်ငံတကာအကြီးဆုံးပေါ့နော်ဒုတိယအကြီးဆုံးကတော့ဒွန်မောင်းဒီစိတ်ဖြစ်ပါတယ်ဒီစိတ်ကဘာလို့ပေါ့နော်အကြီးဆုံးကကုလသမဂ္ဂဒီဒုတိယအကြီးဆုံးကဒွန်မောင်းဒီစိတ်နော်ဒီကြောင်းအနေနဲ့ကြည့်မယ်ဆိုရင်ကယ်ရန်တစ်လျှောက်ဖီလီကျောင်းသင်ပူဆောင်ကြီးနော်သူတူးမြောင်းဆက်တွေနော်အဲ့ဒါလေးရှိတယ်နော်အဲ့ပြီးတော့ဒီကြောင်းမှာဆိုရင်နော်ကျောင်းပြန်နေတာဒီလွှဲမှာအသုံးပြုတဲ့အဓိကဒီကြောင်းမှာရှိတယ် တော့ဒီကြောင့်မှတ်ဖို့ရှိမယ်เนาะကဲမန်တစ်ချောင်းမှာလောက်ကိုင်းနဲ့ပင်နေကြောင်းတည်ယူပို့ဆောင်ပြီးဒုညာဆက်တွေရေးရှိမယ်เนาะဒီတွင်ထဲမှာဆိုရင်เนาะကြောက်ဖျားနှစ်ကိုအသုံးပြုပြီးတော့တော်လာတယ်ဒီကောင်ဒီတွင်ခြေချောင်းလမ်းဆိုတာရှိတယ်เนาะအဲ့တော့ပုံပြကြည့်မယ်เนาะခန်းနိုင်ငံရဲ့ပို့ဆောင်ဆက်တွေပြရေးပေါ့เนาะအဲ့တော့ဆက်လုပ်ပါစေပို့ဆောင်ဆက်တွေပြရေးပေါ့အဲ့တော့ဒီမှာဆိုရင်အဒီပြလာတာကအဓိကကောင်းနေပေါ့เนาะ အားလည်းဆိုရင်ဒီမှာဘောင်းဟုတ်ဆိုအားလည်းနေအများကြီးပဲဒီကနေ့အားလုံးကဖေကိုဘို့ဘို့ပြရလဲဘောင်းဟုတ်ကိုဘို့ဘို့ပြရနော်ဘောင်းဟုတ်နဲ့ချင်းမှန်ဆက်ထားတာရှိတယ်နော်ဘောင်းဟုတ်ပိုင်းနဲ့နှခုဆက်နော်ဒီကနေ့ပြီးတော့ခုံကန်နော်ကုဒုံစာလေးအဲ့ဒါဆက်ထားတာရှိတယ်နော်ကုဒုံကိုဆက်ထားတာရှိတယ်နော်ဒီဘက်ကျုံးဆွဲပိုင်းကိုဆက်ထားတယ်ကာလန်လေးရှိတယ်အဲ့အပြင်ရထားနိုင်တယ်နော်ရထားနိုင်တယ်နိုင်ငံအနှံဆက်ထားတယ်နော်ပြီးတော့ဒေးစိတ်ပေါ့နော်ဒေးစိတ်က ကြီးဆုံးကတူနာဘုံမီ၄၀နော်တူနာဘုံမီ၄၀ဒုတိယကထောင်းနာ၄၀ဒါမျိုးနော်ပုံလေးလို့ကြည့်ရအောင်နောက်တစ်ခုပုံသွင်းရေးပေါ့နော်အဲ့တော့ပုံသွင်းရေးမှာဆိုရင်ငယ်နဲ့ဆက်မလို့မှတ်တာပုံပုံရှိမယ်တွင်းပုံရှိမယ်ပုံသွင်းမှတ်နိုင်ရရှိမယ်ဟုတ်နော်အဲ့တော့အရင်ဆုံးပထမဆုံးအဓိကပုံပုံမှာပါလေစံစဘာနော်ဒုတိယပုံပုံမှာတော့ဘရောဘာနဲ့ပြီးတော့ပြီးမယ်နော်အဓိကပုံပုံစံစဘာဒုတိယပုံပုံဘရောဘာပြီးတော့ပြီးမယ် ။သွေးပုံတွေကိုကြည့်မယ်ဆိုရင်တော့လောင်စာစီ၊ချောစီ၊ရင်ဆုပ်ပစ္စည်းနဲ့အဝတ်တွေ။နော်အဲ့ဒါလေးကိုဒီကတွေ့နေ။နော်အဲ့တော့အဲ့ဒါလေးကိုဘယ်ကနေတွေ့နာလဲဆိုတော့ American, Japan, Britain နဲ့ Hong Kong ဆိုတဲ့နိုင်ငံတွေကနေပြီးတော့တွေ့နာဖြစ်တယ်။နော်ပြီးတော့သူကူတန်းဝင်တဲ့နိုင်ငံတွေကတော့အာဆီယံဖွဲ့ဝင်နိုင်ငံတွေရှိတယ်။ဂျပန်၊အမေရိကန်နဲ့နောက်ယူရိုပါနိုင်ငံတွေရဲ့ကူတန်းဝင်ပါတယ်။နော်။အဲ့တော့ထပ်မံရင်တော့တိုးတက်တဲ့နိုင်ငံတစ်ခုပဲလေနော်။ ောင်းယူကြည့်မြအောင်နော်အဲ့တော့တို့နိုင်ငံရွှေတော်ပါလေတာမဘာမှမလာပါစီရလေမဲနဲ့ကြောက်ရရဲ့အမှုမှာဒီစီရမြို့ဝါဒီမှာဒီစီရနော်အဲ့တော့ဘာမှမကဘူတိုင်းဝယ်ရေးစမှုလုပ်ငန်းတွေအချက်ချကြတဲ့မြို့တစ်မြို့ဖြစ်တယ်နော်အဲ့ဒါအပြင်ဒီကနေစရှိတယ်နော်ပြည်နယ်စကဲမှုလည်းဖြစ်တယ်နော်ဒီကနေစိတ်နေလဲဆိုရင်တဝနာဘူးကြီးနဲ့ဒုံမောင်းနေစိတ်ကြီးရှိတယ်။ပြန်နော်တခြားထင်ရှားတဲ့မြို့တွေဆိုရင်ချင်းမိုင်ခုံကန် အဲ့ဒီမျိုးနဲ့မျိုးရှိတယ်သူကစီပွားရေးနဲ့ရင်ကျေးမှုပုံမှုမျိုးဖြစ်အောင်နော်အဲ့ဒါဖြင့်ဥဒ္ဒထာကြီးခြုံပူကြီးရိုင်းနဲ့ဥခတ်နော်ဒါကတခြားထင်ရှားတဲ့မျိုးပေါ့ရမယ်နော်အားလုံးပြအဲ့တော့ထိုင်းနိုင်ငံကိုရှင်းမပြောခဲ့တာဒီကိုပြန်ပြီးတော့ခြုံကြည့်မယ်ဆိုရင်နိုင်ငံအိန္ဒိယကဘယ်လောက်ရှိလဲ9000ကျော်လောက်ရှိတယ်နော်အဲ့တော့ဒီမျက်နှာတင်နေလို့မျက်နှာပိုင်းပိုင်းနဲ့ကျွန်တော်တို့၄ပိုင်းပိုင်းနော် အဲ့တော့ area က student kilometer 5သိန်းမြင့်တဲ့တွင်ကို၄ဘိုင်းပိုင်းနေเนาะဒီဈေးမှာဆိုရင်သူရဲ့ဒီကဖိကဘာဖြစ်ချက်ပြရမယ်เนาะရတိဥဒုကတော့မဟုတ်တော့ညာတိဥဒုပြရတယ်เนาะဘာပတ်ဝင်မှာဆိုရင်ငယ်ကိုကငယ်စိမ့်တော့ပြက်ပြက်တော့ ਨੇ ဒီတော့တွေကိုတွေ့ရတယ်เนาะလူကြီးဘယ်လောက်ရှိလဲ64တန်းကျော်ရှိတယ်ညာမနော ီးတော့စီပွားရေးတော့မယ်နော်အဲဒီကစီပွားရေးကပါလေ site တူကြီးနော်ပြီးတော့ပင်လယ်ကမ်းရဲ့ရှေ့ရတဲ့အတွက်ကြောင့်မလို့ပင်လယ်ငါးဖက်လုံးကသူတို့နိုင်ငံတော်အရေးပါတယ်လုပ်ငန်းတခုဖြစ်တယ်ညာနော်ပင်လယ်ကမ်းရဲ့ရှေ့ရတဲ့အတွက်ကြောင့်မလို့ငါးဖက်လုံးကအရေးပါတယ်နော်ပြီးတော့ဒီကြောင်းဆက်သွယ်ရေးပါနော်အဲဒီတွဲသွားပါရေးအတွက်ကိုဖောက်ဝေးအဓိကတော့စဉ်ဒီကြောင်းကိုအများဆုံးအသုံးပြုရဲနော်မြေခါလန်းကိုကြည့်မယ်ဆိုရင်နော်ကမ္ဘောဒီးယားနိုင်ငံလာအိုမလေးရှားစင်ကာပူနိုင်ငံ ဲ့ဆက်သွယ်ထားတဲ့ media talent တွေရှိမယ်နော်ခီးသွားလုပ်ငန်းသားကြတော့ဖက်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေမှာလူငွေအများဆုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ဒါပေမဲ့မြို့တော်အနေနဲ့ပြောမယ်ဆိုရင်ဘန်ကောက်မြို့ကဖက်နိုင်ငံရဲ့မြို့တော်ဖြစ်တယ်။ဒါပေမဲ့